အားသောဝါလာချင်းညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဂျွန်လာ22ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးပြီးကြည့်သူတိုင်းအောင်လဲကျေးဇူးတင်ပါတယ် ဲပထမဦးတင်းဘို့တော့တိုက်စစ်တောင်မှကစားမနှစ်ဦးနဲ့ပဲစဖွင့်လိုက်အောင်ပုံမှန်အားဖြင့်ဆိုရင်တော့သတင်းတပုတ်ကိုပလီယာတယောက်ကြောင်းမဲ့ကျွန်တော်ပြောလို့ရှိရဲဒါပေမဲ့နှစ်ယောက်စလုံးပေါင်းပြောတော့မှပဲတပုတ်စာလောက်ပြောလို့ကောင်းတဲ့အချက်လက်လေးရတာဖြစ်တဲ့အတွက်ဘေကွန်ဟာကျိုးလဲကျွန်တော်ညီကိုနေအောင်ပါလေအဲ့တော့ဒီမနက်ခင်းမှာတော့သတင်းတော့ရှားတယ်မနေ့ကလည်း ဒါ Twitter မှာတောက်လျှောက်တက်လာခဲ့တာကပရင်းမာတင်အိုရီကဲရဲ့မင်းလာဆောင်အခမ်းအနားတွေကြီးပဲတကယ်လဲ congratulation ပါပဲကျွန်တော်တို့သတင်းလိုက်တဲ့လူတွေအတွက်ဆိုရင်ဒါသတင်းဖုံးတယ်ပြောလို့ရတယ်ဒါပေမဲ့နောက်ဆုံးကြောင်းညီကိုတဲ့သတင်းလေးပုတ်တော့ရအောင်ရှာနိုင်ခဲ့တယ်ကဲ brown တင်းပုတ်အဲ့ဒါကတော့ DIO Sport ကဖော်ပြထားတဲ့ Rodrigo သတင်းတွေပဲစလိုက်အောင်ကစားသမားနှစ်ဦးเนาะပထမတစ်ဦးကတော့ Rodrigo Rodrigo ကတော့ ်ရီးယားနေထွက်ခွာသွားနိုင်ကြီးတဖြည်းဖြည်းနဲ့များလာပြီဆိုပြီးတော့သူကပြောထားတယ်သူကတော့နှစ်ချောင်းပြီးတဲ့သဘောမျိုးပဲအခုအနေထားမှာတော့ဘယ်သတင်းကိုမှကျွန်တော်ယုံကြည်လို့မရဘူးဒါကလည်း rumor အဖြစ်လည်းမှတ်လို့မှတ်လို့ရတယ်ဒါပေမဲ့ DIU Sport ဆိုတာ Madrid အခြေဆိုင်စပိန်သတင်းစာအဲ့တခုသိလို့ရှိရင်တော့ကျွန်တော်တို့ဘာကြောင့်ဒီသတင်းကိုဖော်ပြပေးလဲဆိုတာတော့ကြောင်းညီကိုခံမှန်းမိပါဘောလေရိုဒရီဂိုကတော့ရီယက်တွေထွက်ခွာနိုင်ကြများတယ်အာဆင်နယ်ကခေါ်ယူဖို့တော်တော်ပြင်ဆင်နေတယ်ဘယ်ဘယ်ချမ်းတိုက်စစ်တော်မှာကစားလို့တဲ့ဒီကစားသမားကတော့လက်ရှိအချိန်ထိ ဒါဇာဘီအလွန်ဆိုနဲ့ကလပ်ဝော့ကပ်ပြိုင်ပွဲတွေမှာဆွေးနွေးနေလို့ကြားသိရတယ်။တတင်းသွားလာရဆိုရင်တော့ပေါ်သွားတဲ့နှစ်ချောင်းပဲရှိတယ်။အဲ့ဒါကတော့ဒီကစားသမားရီယက်တွေထွက်ခွာသွားနေရှိပြီးအာဆင်နယ်ကဒီကစားသမားကိုခေါ်ဖို့အတွက်တဖြည်းဖြည်းပို့ပြီးစူးစမ်းလာနေဆိုပြီးပြောသွားတယ်။အဲအာဆင်နယ်အသင်းနဲ့ဈေးကွက်ထဲမှာဘသူလိုချင်လဲဆိုရင်နီကိုဝီလျံပါသွားပြီဘာစီလုံးလောက်ရိုဒရီကို မကျင်းသေးဘူးအဲ့ဒီနေထားမှာအခြားတိုက်စစ်ပစ်မှတ်တွေရှိပေမဲ့လေတောင်ပံပိုင်းအတွက်ဆိုရင်တော့ရိုရီကိုကအိုက်တာရဲ့သဘောကျဇေနုံးရလည်းတကယ် class တစ်ခုမှရှိတဲ့ player ဒါပေမဲ့ကစားသမားက real လို့အစင်တန်းနေထွက်ခွာရမယ်ဆိုလို့ရှိရင်တော့မှမဖြစ်နိုင်တဲ့အနေအထားဖြစ်မှာပဲသူကစွန့်ခွာမှာ real လည်းပြောပြီးသားဒီကစားသမားနဲ့ပတ်သက်ပြီးသူတို့က euro တန်း60လောက်ဈေးကတ်ထားတယ် ဲ့လောက်ပေးနိုင်ရပြီကြိုက်တဲ့တဲ့လာခေါ်ဒါပေမဲ့ကစားသမားဆန္ဒပါဖို့လိုအပ်တယ်ဆိုပြီးတော့နှစ်ချောင်းပေးထားတယ်အဲ့တော့ဒီနေသားတွေကြီးတဲ့ခါမှာကလပ်ဝေါ်ကပ်ပြီးသွားရင်တော့ရိုဒီโกကစားခြင်းနေရာကိုဇာပြီးဆိုလုတ်ပေးနိုင်တဲ့ချက်ပဲသူကတော့ပွဲပြေးကစားမယ်မပြောဘူးဒါပေမဲ့ဘင်းဒီချက်ဂျူနီယာရဲ့ဘဲတောင်းမှာ तू ဆော့ခြင်းတယ်တော်တော်များ report တွေကအဲ့လိုဖော်ပြထားတယ်ဒါကလေဟိုအမ်ပါပေတို့ ပြီးတော့ဗင်နီရှက်တို့လိုရှိရဘယ်ဘက်ရင်းတဲ့ကစားသမားကြီးနဲ့ဆိုလို့ရှိရင်သူဝင်တိုးကတော့မလွယ်ဘူးတကယ်ဥမာစတာပလီယာကြီးဂျားထဲမှာလောင်းရိပ်မိနေပြလို့ရအာဆင်နယ်လာလို့ရှိရင်တော့မာတီနယ်လီကိုအသာလေးကြော်ပြီးပွတ်ထွက်လို့ရတယ်ဗျာသူ့ရဲ့ quality ကအသားကျမယ်ဆိုလို့ရှိရင်ပေါ့အဲ့တော့ဒီကစားသမားအနေနဲ့အာဆင်နယ်ကိုလာဖြစ်မယ်ဆိုရင်လည်းသိရတိုင်းပဲသူလိုချင်တဲ့အသက်တင်အခွန်ဆောင်ပြီးလောက်ခလာတာယူဆယ်တန်းလည်းဆက်ပြီးညှိရမနေတာရှိရဲအဲ့တော့ရိုရီကိုသတင်းလေးတွေကတော့ပြန်ပြီးစိတ်လာတယ်ရောက်မြောက်ဆိုတာတော့စောင့်ကြပါပါ ကျွန်တော်ဘာကြောင့်အာကျုံမှန်တဲ့နေ့တိုင်းသတင်းလုတ်ပေးလဲဆိုတော့ရှစ်လပိုင်းအထိဈေးကွက်ကဖွင့်သေးတဲ့အတွက်ဘာမဆိုဖြစ်သေးတယ်မျော်လင့်ရမှာပဲဗျာကဲဒီသတင်းနဲ့တွေ့ရဖော်ပြချင်တာကတော့ဒါဒေးဗစ်အွန်စတိန်ဖော်ပြွားပါဘောလေဘုံမောက်အသင်းဟာတဲ့သူတို့အသင်းရဲ့တက်စစ်တောင်ပကစားမှာအန်တွန်စီမီညိုနဲ့ပတ်သက်ပြီးတော့ယူအိုတန်း80ဈေးကတ်ထားတယ်ဟာအခုကဘလို့ဖြစ်လဲဆိုတော့ပရီးမီးယားလိမာလေခြေအိတ်ကောက်ဆုတ်လိုက်တဲ့ဘောလုံးမှန်မှန်လို့ရှိရင်အသင်းတင်းကစိတ်ဝင်စားတဲ့ယူအိုတန်း60 80အထက်တည်းကြီးပဲပြီးတော့ဒီကစားမှာအာဖရိကသား အာဖရိက cut off နေရှိရှင်လက်လွတ်ရမှာအခုဗျာအသက်က25နှစ်ရှိပြီဂါနာသား2029ခုနှစ်ထိဘုံမုံနဲ့တတန်းရှိတယ်သူ့ကိုဝယ်ခဲ့တော့ငါ Euro 70တန်းနဲ့2023ခုနှစ်က Bristol City ကနေဝယ်ခဲ့တာ Euro 70တန်းဆိုတာပေါင်အဖြစ်ဆို8တန်းပဲရှိပေါင်8တန်းအခုသူတို့လိုချင်တဲ့ပေါင်ကတန်း80ဆယ်စားနီးပါးပမာဏထိတောင်းဆိုသွားတဲ့အနေထား အခုနောက်ဆုံးကြာတော့တော်တန်ဟော့စပါတင်ကသွားမေးရလူကြားသိရတယ်ဒါပေမဲ့ပေါင်သန်း80လူချင်းတော့ပြောတဲ့ခါမှာဟိုဘက်ကဘာမှမပြောတော့ပဲပြန်ပြီးဆုတ်သွားကြသေးတယ်တကယ်တည်းဒီကစားမနဲ့ပတ်သက်ပြီးကျွန်တော်တဦးတဲ့အမြင်အရဆိုရင်တော့ပေါင်သန်း40လောက်ဆိုရင်တော့တန်ပြီးတော့ထင်တယ်80ကြီးတော့တအားများတယ်သူ80ပေးမယ်ဆိုတာကျွန်တော်တို့တစ်ဖက်က ဟိုတကယ်ဒိဋ္ဌိကျတက်စစ်တောင်ပင်ကစားမတွေဥရောပဆုံးမှာအများကြီးရှိတယ်။ကဲဒါတော့ထားပါတော့။အဲ့တော့အာဆီနိုလိုချင်တဲ့တက်စစ်တောင်ပင်ကစားမတွေရဲ့ဈေးကွက်ထဲမှာဈေးများရင်များမများလို့ရှိရင်အသင်းကိုဖတ်တွေ့နေတဲ့ကစားမတွေပဲများနေပါတယ်။ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့မေတာဖို့ဖို့ကပေါ်ပြတာဒီသတင်းကတော့ရူမာဖြစ်ဖို့များတယ်။သတင်းပေါ်ပြတဲ့မေတာဖို့ဖို့ကိုယ်တိုင်ကလည်းဒါကိုကရေးသားတဲ့ပုံစံမျိုးတွေ့ရတယ်။သူတို့ကဘာဖော်ပြထားလဲဆိုတော့အာဆင်နယ်အသင်းကအသင်းကနေပြီးသုံးသပ်ပါတီထွက်ခွာမှဖြစ်တဲ့အတွက်ဈေးကွက်ထဲမှာဒီယန်ပလီယာရှာနေတဲ့အခါမှာ ဘရန်ဖို့အသင်းရဲ့ကွင်းလယ်ခန်းစစ်ကစားသမားသူ့နာမည်ကတော့ Christian Nocket ကိုအာဆီနယ်တို့ကအစားထိုးဖို့စူးစမ်းလာနိုင်ခြင်းရှိဆိုပြီးတော့မေတာဖို့ကဖော်ပြထားတယ်။အာဆီနယ်တို့စူးစမ်းလာနိုင်တယ်လို့ပဲပြောတာ။အာဆီနယ်တို့စိတ်ဝင်စားတယ်လို့ပြောတာမဟုတ်ဘူး။အဲ့အတွက်ဒီသတင်းကိုတော့ကျွန်တော်ကရူမာလို့ပဲခေါင်းစစ်တက်မယ်။ဒါပေမဲ့ဒီထက်ခိုင်မာတဲ့သတင်းလည်းမတွေ့ရဖြစ်တဲ့အတွက်မနက်ခင်းမှာဒါလေးကိုထည့်ပြီးဖော်ပြပေးတာ။အဲ့တော့ Nocket ဆိုတာဘယ်လိုကစားသမားမျိုးလဲ။သူက Brentford အသင်းရဲ့အရေးပါတဲ့ကွင်းလယ်ခန်းစစ်ကစားသမား။ ဆရာသမားကြံခဲ့တဲ့မလ29ရက်နေ့မှာတက်တန်းထုတ်လိုက်တာ2029ခုနှစ်ထိစာချုပ်ကရှိသေးရဲ့အဲ့လိုနေထားမှာကျွန်တော်သွားခွန်မယ်ဆိုတော့မှဈေးလုံးတရရမှာရောင်းမှာဒါပေမဲ့ Brandfo ရောင်းမှာမဟုတ်တော့အားထားတဲ့နီးပြောက်တဲ့လက်လွတ်ထားရတယ်ပြီးတော့အားထားတဲ့တက်စစ်တောင်ပံကစားသမားတွေကလည်းအသင်းရဲ့ထွက်ခွတာဆူနေတယ်။တချို့ကစားသမားတွေလည်းရောင်းချပြီးတချို့ကစားသမားတွေပြန်ဖြစ်ဖို့အလုံးရှုံနေချိန်မှာအရေးပါပြီးလောလလက်တတန်းတူထားခဲ့တဲ့ကွင်းလက်ခန်းစစ်သားမောက်ရောင်းမှာဒါတစ်ချက်ပေါ့လေ။အခုဒီသတင်းကိုအဓိကပြောချင်တာကလေ တော်မပါတီထွက်မဲ့တည်ရင်တော်တော်များရေးလာတွေ့ရတယ်။တချို့ channel lit တွေကတော့ဆွေးနွေးလက်ဆရှိရတယ်။တချို့ channel lit တွေကတော့တော်မပါတီလစ်တော်မယ်။ဘာညာဘလို့ပဲဖြစ်ဖြစ်အခုလိုမျိုး DNR ကစားသမားတွေကွင်းလဲအတွက်အာတာတို့ဒါအာဆင်နယ်တင်းကရှာဖွေနေရဆိုတာကတော့တော်မပါတီအာဆင်နယ်ထွက်ခွာဖို့တစားစားနီးစကတ်လာပြီးထင်တယ်။ဘလို့မှညှိမြလို့ရှင်တော့တယောက်ထပ်ပြီးအစားထိုးရှာမှာပေါ့လေ။အခုအာဆင်နယ်တွေးထားလေဂျော်ဂျင်ညိုလိုမျိုးနေနိုင်နေနိုင်မနေနိုင်လို့ရှင်မစ်လစ်ပုံစံမျိုးနဲ့ဒါတော်မပါတီကို အစင်တွေကစာချုပ်တွေကန်လန့်ထားပုံစံမျိုးဖြစ်တဲ့အတွက်ဟိုမှာလည်းသူ့မာနာနဲ့ပဲပြီးတော့လေကစားသမားဘုရားရေခတ်လို့အကောင်းဆုံးအချိန်ဖြစ်တာဖြစ်တဲ့အတွက်ပါတီထွက်ခွာသွားလိမ့်ရင်လည်းဒါကိုသူ့ကိုမှန်တယ်လို့တော့ပြောရမှာပေါ့လေကဲဘယ်လိုပြောပါ32နှစ်ရဲ့ဒိမ့်မတ်သားဆရာအောင်ပြောတဲ့ခရစ်စတီယန်နော့ကတ်အာစီနယ်ကိုရောက်လာမလားဆိုတော့စောင့်ကြည့်သွားမယ်ရောက်ရင်ရာခိုင်နှုန်းအရန်နည်းပါတယ်ဘရန်ဖို့ရဲ့အဓိကကစားသမားဖြစ်တယ်ဘရန်ဖို့ကလည်းအဓိကကစားသမားတွေတော်များကိုရောင်းထုတ်ပြီးတော့အသင်းရဲ့အားထားရတဲ့တတ်တော်ရှိနီးပြားကြီးတယောက်ကိုလည်းလက်လွတ်ထားတာဖြစ်တဲ့အတွက်ဒီနော့ကတ်ကိစ္စမှာတော့ ်နော့ဖော်စီလိုပဲအာဆီနိုတုတ်ပြန်သွားမယ်ထင်တယ်လက်ရှိချိန်ကြီးတော့အာဆီနိုစီကတရားဝင်ကလန်းမှုတွေတော့မရှိသေးပါဘူးတတိယမြောက်သတင်းတစ်ပုဒ်ကတော့အာဆင်နယ်သင်းကဒီယာတီတက်မဆတင်ပြီမှာအသင်းမှာအမ်ဘရစ်ကတ်ဆိုတဲ့ချစ်ကြည်ဖလာဝဲကံမှုရှိပါတယ်။ကြံခဲ့တဲ့ရက်ပိုင်းလည်းကျွန်တော်ဖော်ပြခဲ့ပြီးပြီ။ဒါပေမဲ့ကံမဲ့အသင်းကတော့ ်စပိန်လာလီဂါကလပ်အတ္တလက်တစ်ဘီဘာအိုသင်းကျွန်တော်တို့ရဲ့ချစ်လစွာသောနီကိုဝီလျံဆုံးခွာသွားတဲ့အသင်းပေါ့လေသူတို့ကဘာစီလိုနာရောက်ပြီမဟုတ်လို့ရှိရင်သူနဲ့ရင်ဆိုင်ဖို့တော့ရှိတယ်အဲ့တော့အတ္တလက်တစ်ဘီဘာအိုသင်းနဲ့ကျွန်တော်တို့ရင်ဆိုင်ကစားမယ်ပြီးလို့ရှိရင်တော့ဒါအာဆင်နယ်တင်းနေနဲ့ပရီးမီးယားလိပွဲစဉ်အစတွေကိုလောက်အောင်ပါဘောလေအမှန်ကတော့အဲ့ရှစ်လပိုင်းနေမှာအယောင်ဝယ်မလုပ်တာအကောင်းဆုံးပဲဘာလို့လဲဆိုတော့ကျွန်တော်တို့အနေနဲ့ဒီဟိုအမေရိကတ်တွေကဲအမှရှိတယ်ပြီးတော့လောက်ဝက်လောက်ဆိုပရီးမီးယားလိကပြန်ဆပ် လာကုံမပိတ်မယ်ဆိုရင်ဘောလုံးကန်နေနေဗျာသိရမလားအဲ့အထက်ကြောက်အောင်မူတည်ပြီးတော့ကစားမဝင်မယ်ဆိုတာကတော့ဟိုရောင်းမဲ့အသေးနေရလဲအာယုံနောက်ခံပြီးမရောင်းတော့အထိုင်ကြပြီးသားပြီးတော့ရောင်းလိုက်ပြီဆိုလို့ရှိရင်တော့ဒီကစားမမှသူပြန်ပြီးတော့ဖြစ်ရမယ့်နေရာအတွက်ယာတီစားပြီဆိုရင်အလုံးအလုံးရှုံအဲ့ကြောင့်အာဆီနိုကျွန်တော်တို့ကလေဒီ6လပိုင်းနေ9လပိုင်းတွေမှာလူမဝင်တော်တော်လေးဒေါသထွက်စားအဲ့ဒါကိုပြောတာလုံးစားရှိတာလုံးစေချင်တာအဲ့တော့အသင်းကဘာဖြစ်လဲဆိုတော့ ဈေးပေါင်ကျိုးမဲ့အချိန်ကိုစောင့်တယ်လို့ဖြစ်နေကျွန်တော်အာဆင်နယ်တင်ဘုတ်ဖွဲ့တောက်တုံးမကြောင်းမှုပြောပါတယ်အဲ့လိုဖြစ်နေအခုဟာအဲ့တော့အာဆင်နယ်တင်တို့ရေဆိုင်တွေ့ရမယ်အသက်လက်တစ်ဘီဘာဘူကတော့ကြံခဲ့တဲ့ဘောလုံးယာတီကအဆင့်၄နဲ့ဒါယူချန်ပီယံလိဝင်ဝင်ရထားပါတယ်38ပွဲမှာရမှတ်80ထိစုဆောင်းထားနိုင်ခဲ့ပြီးတော့သူတို့အနေနဲ့ဒါ လာမယ့်ယာတီမစတိမှာအာဆင်နယ်နဲ့အမေရိကကိုကန်သွားတော့မှာပါအဲ့ဒီပြိုင်ပွဲမှာတော့အာဆင်နယ်တို့က၈ချိန်ထိဘိုးဆွဲထားတယ်ဗလင်စီယာက၂ချိန်ဟမ်ဘက်က၁ချိန်နဲ့လိုင်ယွန်က၁ချိန်နယူးယောက်ရက်ဘူးက၁ချိန်ဖြစ်ရရှိထားပါဗါတယ်အဲ့တော့လာမယ့်ဇူလိုင်အတွင်းမှာတော့အာဆင်နယ်ကအဝေးကွင်းဂျာစီနှစ်ထည့်ကိုမိတ်ဆက်သွားဖို့ရှိတယ်ကျွန်တော်တို့ကကြိုးပြီးဝယ်ထားပြီးပြီမှန်မှန်မှန်တော့မသိဘူးတည်ရမလားနက်ပြာလေးတစ်ထည့်ရယ်အဖြူတစ်ထည့်ရယ်အဲ့တော့အဝေးကွင်းဂျာစီရဲ့နောက်တတိယအဝေးကွင်းဂျာစီရဲ့ပုံစံမျိုးတွေကိုတော့ဇူလိုင်အတွင်းမှာမိတ်ဆက်မယ်လို့ကြားသိရပါဗါတယ် ဘောလုံးပွဲတွေကိုစီးပွားဖြစ်ဖြစ်ပျော်ရွှင်ဖြစ်ကစားကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်စီမှာလာပြီးဘောလုံးပွဲတွေကစားလို့ရပါတယ်ကိုထုတ်ဆိုပြီးတော့ဒါ agent site တခုဖွင့်ပေးထားပါတယ်ကျွန်တော်ညီကိုတွေကျွန်တော်စီမှာ dot site ချိတ်ဆက်ပြီးတော့ဆော့လို့ရပါတယ်ဘောလုံးပွဲတွေဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်09 646 63ရဲ့ Telegram နံပါတ်09 0953ကိုဆက်သွယ်ပြီးကစားလို့ရပါတယ်။အယောစားမှန်ကန်ပြီးတော့ delay ဖြစ်ခြင်းလုံးဝမရှိပါဘူး။လာပြီးစော့မယ်ဆိုရင်တော့ကျွန်တော်စီကိုလည်းဓာတ်ရိုက်ဆက်သွယ်လို့ရလို့အဲ့ဒီ Viber တွေအဲ့ဒီ Telegram တွေကိုလည်းဆက်သွယ်လို့ရပါတယ်။ Iber 69လည်းစော့လို့ရပါတယ်ခင်ဗျာ။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ PFA စကားတင်အစ်စ်နဲ့ပတ်သက်ပြီးဖော်ပြပေးသွားမှာပါ။ဟိုတယ်လုံးလုံးကတော့ဒါလူငယ်မှာဆိုလို့ရှိရင်တော့ Louis Kelly နဲ့ Ethan Wanady လူကြီးထဲမှာဆိုလို့ရှိရင်တော့ Declan Rice အခုကတော့အမျိုးသမီးအသင်းချောင်းပြောမှာအာဆင်နယ်ဝူမန်ကစားသမားကြီးဖြစ်တဲ့မာရီယူနာခက်တတီနဲ့အလက်ရှာရူဆိုတို့ဟာကစားသမားအချစ်ချင်းမဲပေးပြီးရွေးချယ်တဲ့ PFA အကောင်းဆုံးကစားသမားဆုအတွက်ဇာတ်ကားရှင်နဲ့မှာပါဝင်လာခဲ့ပါတယ်6ယောက်ပါဝင်လာခဲ့ပြီးတော့အဲ့ဒီမှာဆိုလို့ရှိရင်တော့ဒါရူဆိုရဲ့ မာရီယိုနာကင်နဒီရတော့အာဆင်နယ်ကိုစားပြုပေါ့လေဒီညမှာတခုပြောချင်တာကအာဆင်နယ်အမျိုးသမီးအသင်းအတွက်ကြံခဲ့တဲ့ယာတီယာခြေစွမ်းတကယ်ပြခဲ့တဲ့ကစားသမားကြီးအများကြီးရှိပါတယ်အဲ့ဒီမှာရူဆိုနဲ့မာရီယိုနာကင်နဒီရောတကယ်ရှယ်ပဲအဆုံးဖြတ်ကိုလူချိုသွင်းတဲ့ဒီဘလက်စတန်နီရတို့ဘာလို့လို့ပလေးယာတွေရှိတာမှန်တယ်ဒါပေမဲ့ခြေစွမ်းတီတီငိန်နဲ့အသင်းကိုအများကြီးထမ်းလို့ပေးခဲ့တာကလည်းဒီကစားသမားနှစ်ဦးလို့ပြောလို့ရတယ်တိုက်ဆိုင်နေပဲပြောမလို့မသိဘူးရူဆိုက United ကနေ free နဲ့ရတယ်ဘာစီလိုနာကနေပြီးတော့မာရီယိုနာကင်နဒီကို free နဲ့ရတယ် တယောက်ကိုတနှစ်ချားစီပဲအာဆင်နယ်စီရောက်လာပြောလို့ရတယ်ဗောလေအလက်ရှာရူဆိုတော့အသက်26နှစ်ရှိပြီ40ပွဲမှာ38ပွဲပွဲထွက်ထားတယ်ဂိုး20သူမြင်၅လုံးဖိုင်တာတကယ့်ကိုတိုက်စစ်မှုတောက်ကထိတ်တန်းချေသွားမယ်အာဆင်နယ်အသေးအမျိုးသမီးအသင်းပွဲစဉ်တွေကိုကြည်တိုင်းကြည်တိုင်းအမျိုးသားအသင်းကိုကျွန်တော်ဆဲနေတာအဲ့ဒါအမျိုးသမီးအသင်းမှာတိုက်စစ်မှုစစ်စစ်တွေရှိတယ်ဆိုလို့ဆူပလိုက်ရတာကမထူဆဲဘူးအမျိုးသားအသင်းကကြောက်လို့လို့တောင်းလို့လို့ကောင်းနေပြီပဲတိုက်စစ်ဆုံးကကြည်လိုက်ရင်ကဲနောက်တစ်ယောက်ကကျတော့မာရီယိုနာကင်နဒီသူကတော့အသက်26နှစ် ူကတော့42ပွဲမှာ38ပွဲပွဲထွက်တာတယ်16ဂိုးသွင်းပြီး10လုံးပိုင်ထားတယ်တကယ်ကိုမှဘာစီလိုနာနဲ့ free transfer နဲ့ရလိုက်ပြီးတော့အသင်းအတွက်တော်တော်လေးအားကိုးရတဲ့ player ကွင်းလေပိုင်းမှာမှဒီ Renis Lan ကထားဆော့တယ်တိုက်စစ်ပိုင်းဖြစ်လဲဆော့လို့ရတယ်အဲ Vaslite တော်တော်ဖြစ်တဲ့ player ပါအသေးအရွယ်တခုတော့ရလာပြီးမှန်ပေမဲ့သူ့ရဲ့အတွေ့အကြုံလေးနဲ့ပဲဒါ Champion League မှာကောင်းကောင်းလေးအသင်းကိုထမ်းတင်ပေးသွားပါလို့ဘာစီလိုနာမှာသူရှိတော့လဲဖလားရီတို့ချက်ရခဲ့တာအာဆင်နယ်ဦးရောက်တော့လေဒီ UFA ်ဝူမန်ချန်ပီယံလိကိုရအောင်ယူပေးနိုင်ခဲ့တယ်အဲ့တော့အသင်းတစ်သင်းမှာအသက်အရွယ်ကြီးရဲ့ကစားမိုက်လိုအပ်လားဆိုရင်အဲ့လိုအတွေ့အကြုံပိုင်းနဲ့ပေါင်းဆက်ဖို့လိုလိုအပ်တယ်အားလုံးလူငယ်တွေကြီးပဲဆိုလည်းအဆင်မပြေဘူးအဲ့တော့မာယူနာကင်ဒတီနဲ့လက်ရှာရူဆိုနှစ်ယောက်တည်းကဘသူများ PFA စုကိုရာသွားမလဲကျွန်တော်စောင့်ကြည့်သွားမှာပါဒီမနခင်တင်းနေရတော့အရင်မထုရင်ပဲလေအဆုံးထိကြည့်ပြတော့လေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တင်းနေနေကြရင်အတူတူ hiwi ကိုអော်ကြတာပါ